ဖြည်ညင်သောစကားသည်စိတ်ကိုဖြည့်တတ်၏ကြံတန်းသောစကားမူကားအမျက်ကိုနှိုးစော်တတ်၏ပညာရှိသောသူ၏ရှာသည်ပညာအတက်ကိုတင့်တယ်စေတတ်၏မိုက်သောသူတို့၏နှုတ်မူကားမိုက်သောအရာတို့ကိုတွန်းလောင်းတတ်၏ထာရဖျား၏မျက်စိတော်သည်ခက်သိမ်းသောအရင်၌ရှိ၍ကောင်းမကောင်းကိုကြည့်ရှုတော်မူ၏ဖြည်ညင်သောရှာသည်အသက်ဖြစ်၏ကြံတန်းသောရှောင်မူကားစိတ်နာစေတတ်၏ မိုက်သောသူသည်အဘသွန်သင်ခြင်းကို မထီမဲ့မြင်ပြုတတ်၏။ဆုံးမသောစကားကိုနားထောင်တော်သူမူကားတမာတရီနှင့်ပြည်စုံတတ်၏။ဖြောင်းမတ်သောသူ၏အိမ်၌များစွာသောစည်းစိမ်ရှိ၏။မတရားသောသူခံရသော အခွန်မူကားများစွာသောနှောက်ယှက်ခြင်းနှင့်ရှိ၏။ပညာရှိသောသူ၏နှုတ်ခမ်းတို့သည်ပညာအတတ်ကိုစွန့်ကြဲတတ်၏။မိုက်သောသူ၏နှလုံးမူကားပညာမရှိ။ မတရားသောသူပူဇော်သောရစ်ကိုထာရပြားဆက်ဆုပ်ရွှရှာတော်မူ၏။တဘောဖြောင်သောသူဆူတောင်းပထနာကိုကားနှစ်သက်တော်မူ၏။မတရားသောသူလိုက်သောလမ်းကိုထာရပြားဆက်ဆုပ်ရွှရှာတော်မူ၏။ဖြောင်းမခြင်းတရားလမ်းသို့လိုက်သောသူကိုကားချစ်တော်မူ၏။လမ်းလွဲသောသူသည်ဆုံးမသောစကားကိုနားမခံလို့သို့တော်လည်းအပြစ်တင်ခြင်းကိုမုန်းသောသူသည်သိရမည်။ မရဏနိုင်ငံနှင့်အပုဒုံနိုင်ငံသည်ထာရပြားရှိတော်၌ထင်ရှား၏ထိုမြမက လူသားတို့၏နှလုံးသည်တာ၍ထင်ရှား၏မထီမဲ့မြင်ပြုသောသူသည်အပြစ်ပြတော်သူကိုမချစ်တတ်ပညာရှိထံသို့မချင်ကတ်တတ်ရှင်လန်းသောစိတ်နှလုံးသည်ချိုသောမျက်နာကိုဖြစ်စေတတ်၏ညှိုးငယ်ခြင်းအဖြစ်၎င်းစိတ်ပြတ်တတ်၏ဉာဏ်ကောင်းသောသူ၏စိတ်နှလုံးသည်ပညာအတတ်ကိုရှာတတ်၏မိုက်သောသူတို့၏နှုတ်မူကမိုက်ချင်းကိုကျက်စားတတ်၏ ဆင်းရဲညုံညင်သောသူ၏နေရရှိသည်မတို့သည်စိုးရုပ်ကြ၏ရှင်လန်းသောစိတ်နှလုံးမူကားအစဉ်အမြဲခံရသောပွဲဖြစ်၏နောက်ဆက်ခြင်းနှင့်ရှင်၍ကြီးစွာသောစည်းစိမ်ထက်ထာဝရဘုရားကိုကြောက်ရွံ့ခြင်းနှင့်ရှင်သောဥစ္စာအနှဲငယ်သည်တာ၍ကောင်း၏စူအောင်ကျွေးသောနွားတစ်ကောင်လုံးကိုအချင်းချင်းအညှိုးထားသောစိတ်နှင့်စားရသည်ထက်ချစ်ချင်းမြတ်တာပါသောခင်းရွက်တစ်နှက်စာသည်တာ၍ကောင်း၏ မာနကြီးသောသူသည်ရံကိုနှူးစော်တတ်၏။ပြီးခံနိုင်သောသူမူကားငြိမ့်တတ်၏။ပြင်းဤသောသူတွားရလမ်း၌စူးပင်စည်းကလည်းရှိ။ဖြောင်းမတ်သောသူတွားရလမ်းမူကားမိုးမောက်လည်းရှိ။ပညာရှိသောသားသည်အပဝမ်းမြောက်ခြင်းကြောင့်ဖြစ်၏။မိုက်သောသားမူကားမိမိအမိကို မထီမဲ့မြင်ပြုတတ်၏။ဉာဏ်မရှိသောသူသည်မိုက်ချင်း၌ပျော်မွေ့တတ်၏ဉာဏ်ရှိသောသူမူကားဖြောင့်မတ်သောအကျင့်ကိုကျင့်တတ်၏တိုင်ပင်ခြင်းမရှိလျှင်အကြံပြတ်တတ်၏ ိုင်းပင်သောသူများလင်မှုကအကြံတည်တတ်၏လူသည်ပြန်ပြောသောစကားအဖြစ်ဝမ်းမြောက်เสียအကြောင်းရှိအချိန်တန်၍ပြောသောစကားသည်လည်းအလွန်လျောက်ပတ်ပေ၏ပညာရှိသောသူလိုက်ရာအတလန်းတို့သည်အောက်ရက်ဗရဏနိုင်ငံမှလွှဲဆောင်၍အထက်သို့ပို့ဆောင်တတ်၏မာနထောင်လွှားသောသူ၏အိမ်ကိုထာဝရဘုရားဆက်ဆုပ်ရွှင်ရှားတော်မူ၏စင်ကြယ်သောသူ၏စကားတို့ကမြတ်သက်တော်မူ၏ မတရားသောစီးပွားကိုရှာတော်သူသည်မိမိအိမ်သားတို့ကိုနှောက်ယှက်တတ်၏တဆိုးကိုယွံတော်သူမူကအသက်ချမ်းသာရလိမ့်မည်ဖြောင့်မတ်တော်သူသည်အဘယ်သို့ပြန်ပြောရမည်ကိုစိတ်နှလုံးထဲမှဆင်ခြင်တတ်၏မတရားသောသူ၏နှုတ်မူကမကောင်းသောအရာတို့ကိုသွန်းလောင်းတတ်၏သာရဖျားသည်မတရားသောသူတို့နှင့်ဝေးတော်မူ၏ဖြောင့်မတ်သောသူ၏ပထနာစကားကိုကနားထောင်တော်မူ၏မျက်စိအလင်းသည်နှလုံးကိုရှင်လန်းစေတတ်၏ ကောင်းသောသတင်းစကားသည်လည်းအယိုးတို့ကိုချင်းစီနှင့်ပြေဆုံးစေတတ်၏အသက်နှင့်ရှင်သောဆုံးမခြင်းစကားကိုနားထောင်တော်သူသည်ပညာရှိတို့နှင့်ပေါင်းဖော်ရသောအခွင့်ရှိ၏ဆုံးမခြင်းစကားကိုပယ်တော်သူသည်မိမိအသက်ဝိညာဉ်ကိုပတိမဲ့မြင်ပြုရသောရောက်၏နားထောင်တော်သူမူကားဉာဏ်ကိုရတတ်၏ထာဝရဘုရားကိုကြောက်ရွံ့သောသဘောသည်ပညာကိုတွင်တင်ခြင်းဖြစ်၏ကောင်းအသည့်အရင်၌နှိမ့်ချခြင်း၏နေရာရှိ၏